တနှစ်ကျော်လောက်ရှိနေပြီခုကျမှပြန်ပြီးတော့ထွက်လာတဲ့ဟာမျိုးဖြစ်တာပေါ့ဖွားရသူကလည်းဖွားရပေါ့ကြီးရသူကလည်းကြီးရပေါ့အဲအဲ့လိုမျိုးပါပဲဒါရုတ်တရက်အမားလေးပေါ့လုံးမတော်မဆဖြစ်သွားတဲ့အမားလေးဆိုတာနားလေသူလည်းများပါတယ်ဒီလိုပဲဖြစ်ဖြစ်ခဏလေးအတွင်းမှာဖြတ်လိုက်ရတယ်ဆိုပေမဲ့ဒီလိုမျိုးစောင့်ကြည့်တယ်စောင့်ကြည့်ပြီးတော့ဒီလိုပဲအပုတ်ချခြင်းတဲ့သူရှိရယ်ဆိုရဲအတိလေးပေါ့နော်အတိလေးတော့ရှိသွားတယ် အော် live ကတော့အမရဲ့ခနာတို့ကျတော့အပတ်တိုင်းလေအပတ်တိုင်းဟိုမှာစနေတနင်္ဂနွေအပတ်တိုင်းလုံနေရတဲ့အခါကျတော့လေလုံလာလဲနှစ်ချို့လာပြီဆိုတော့တချို့အရာလေးရတော့အဲ့လိုမှားလေးရတော့တစားတစားလေးဖြစ်သွားတာမျိုးရှိတာပေါ့ဒါပေမဲ့အရန်နဲ့အရန်နဲ့တော့အမပါအဲ့လိုမှားရရှိလာလို့ရှင်လေခနာတို့က team live လုံးလုံးတာဆိုတော့လေအဲ့လိုခနာ manager တကူအားအဲ့လို live မှာ live ကျတော့အမရဲ့ on air ဆိုတော့လေဟိုချက်ချင်းဟို video လိုမျိုး edit လုပ်လိုက်တာတော့ချက်ချင်းလုံးလို့မရတဲ့အဟာမျိုးလေးမှာတချို့တော့ဟာလေးပါသွားတဲ့ခါကျတော့ခနာတို့ team က ထင်းဘက်ကတော့ထပ်ပြီးတော့မပေါက်သွားအောင်တော့ကျွန်တော်ကထင်းချုပ်တဲ့ control ပုံမှာ control ကရှိပါတယ်ကျွန်တော်တို့ဘက်ကလေဒါပေမဲ့တချို့ကြတော့လည်းရွယ်ချက်ရှိရှိအဲ့လိုပြန်ပြီးတော့ edit လုပ်ပြီးမျှဝေတဲ့ဟာမျိုးလေးတွေတွေ့ရတာပေါ့နော်အဲ့လိုမျိုးလေးတွေရှိတော့လည်းစိတ်တော့မကောင်းဖြစ်ရတယ်အော်ဟုတ်ပြီနောက်နောက်ထပ်မဖြစ်အောင်သတိထားမယ်ပေါ့ဖွားရသူကလည်းဖွားရပေါ့ကြည့်ရသူကလည်းကြည့်ရပေါ့အဲ့လိုမျိုးပါပဲဒါပေမဲ့နောက်ကိုဘက်ကအများကြီးစင်ကြယ် ခွင့်တော့ရသွားတယ်။ဟောဒီအမားလေးတေးလေးငါတို့ဘယ်လိုပဲဖြစ်ဖြစ်ခဏလေးအတွင်းမှာဖြတ်လိုက်ရတယ်ဆိုပေမဲ့ဒီလိုမျိုးစောင့်ကြည့်တယ်စောင့်ကြည့်ပြီးတော့ဒီလိုပဲအပုတ်ချခြင်းတဲ့သူရှိရဲဆိုရဲအတိလေးပေါ့နော်အတိလေးတော့ရှိသွားတယ်ပုံမှန်ဆိုခဏ live ကကျတော့အမျိုးသမီးတွေကြီးပဲလေအမျိုးသမီးတွေကြီးပဲကြည်ရများတာဆိုတော့အထယ်ရောက်တာဆိုတော့အမရဲ့ဝတ်စားပေါ့ပြီးရင်းထုတ်ပစ္စည်းရောက်တာဆိုတော့အမျိုးသမီးတွေပဲကိုညီမတွေကိုအမတွေနဲ့ခဏ live လုပ်ရတယ်ဆိုရဲခံစားချက်ကိုခဏအမြဲတမ်းရှိရဲ့ ဆိုတော့ဒီဟာမှာတော့ဗာအတိတရားဝင်သွားလဲဆိုဟုတ်ပြီငါ live ထဲမှာကြည်နေတဲ့သူတွေကအအမျိုးသမီးတွေပြင်မျိုးသားတွေလည်းရှိတယ်ဟိုငါအကောင်းမြင်တဲ့သူတွေပြင်အဆိုးမြင်တဲ့သူတွေလည်းရှိနေရယ်ဒါကြောင့်ကအများကြီးဘတ်ဆောင်ကနေပြီးတော့စီစစ်ပြီးတော့နေရမယ်အများကြီးပုံတိထားရမယ်ဆိုရယ်စိတ်လေးရောရှိရယ်ပေါ့နော်ကျန်တာတော့ဟို is a စစ်စစ်ပါပဲအဲ့လေဟာလည်း video ကလည်းမရှိတော့အခုကြမှာထပ်ပြီးတော့လေဖြစ်တာဆိုတော့ဟုတ်အဲ့တော့ဟိုလမ်းသွားတာပေါ့လမ်းသွားပြင်မဲ့လဲဟန်တော့အလုံးလုံးနေရဆိုရဲဟာကြတော့လေ ဟိုဟိုအများကြီးပေါ့အမဟိုချက်ချင်းဖြတ်ချလိုက်လို့ဘာလို့မရတဲ့အခါကျတော့နှစ်ပတ်လောက်တော့ထားပေးရတယ်နော်နှစ်ပတ်လောက်ထားပြီးွားတော့မှဖြတ်ချတဲ့ဟာမှာဒီတစ်နှစ်တစ်နှစ်ကျော်လောက်ရှိနေပြီအမှန်တော့လေတစ်နှစ်ကျော်လောက်ရှိနေပြီအခုကျမှပြန်ပြီးတော့ ထွက်လာတဲ့ဟာမျိုးဖြစ်တာပေါ့အမျိုးသမီးတော်တော်များများတော့နားလဲပါတယ်ဒါရုပ်တရက်အမားလေးပေါ့နော်မတော်မဆဖြစ်သွားတဲ့အမားလေးဆိုတာနားလဲသူလည်းများပါတယ်ဆိုတာနာကျေးဇူးများကြီးတင်ပါတယ်လို့ဘလိုပဲဖြစ်အဲ့လိုမျိုးနားလဲပေးတဲ့အတွက်အမျိုးသမီးဆိုတော့အမျိုးသမီးချင်းချင်းပဲနားလဲပေးနိုင်ပါလိမ့်ဆိုတော့နားလဲပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဟနာအနေနဲ့လည်းအဲ့လိုမျိုးထပ်ပြီးတော့ accidentally တိတ်တိတ်လေးတော့မှထပ်မဖြစ်အောင်နော်အများကြီးသတိထားပါတယ်ဒါပေမဲ့အင်ဂျီရောက်လာဖြစ်တဲ့တော့ detail လေးရဟနာသွားထားတဲ့ဟာမျိုးလေးဆိုတော့လေဒါလေးကထပ်လည်းဖြစ်မှုမရှိပါဘူးအခုလည်း ဒါသတိထားစရာအများကြီးဟိုသတိသတိသတိဟိုဟာဖြစ်ပါတယ် အဟမ်းအခု Fortune TV နဲ့အခု9လပိုင်းတတိယပတ်မှာပြသတော့မယ့်မူကဆိုတဲ့ဇာတ်လမ်းတွေမှာဟနာပါဝင်ပြုဆောင်ထားပါတယ်။တခြား actor တွေလည်းဆိုလို့ရှိရင်ကိုမင်းဟင်းရဲ့မပွင့်နဒီမောင်ရဲ့ဒါငင်းတော်ရဲ့ဟနာရဲ့ဟနာတို့ပါဝင်ပြီးရိုက်ကူးထားပါတယ်။ Fortune TV မှာအခုမေလတတိယပတ်စာပြီးပြပါမယ်။မူကဆိုတဲ့ဇာတ်လမ်းတွေပါ။စိတ်ပိုင်းဆိုင်ရာအရန် queue site ပေးတယ်၊နှစ်သိပ်ပေးတယ်၊ကျဉ်းနာတတ်တော့ကျဉ်းနာတတ်တော့ဆရာမမလေးနေရနေပြီးတော့ပါဝင်ပြုဆောင်ထားပါတယ်။ဒီကားမှာတော့ဆောင်ရတာငင်းတော်နဲ့ပူဆောင်ရတဲ့စင်းတွေများတယ်။ ယ်ဒီကားထဲမှာသူအဲ့လိုမျိုးအဲ့လိုလိမ့်လိမ့်မမလေးပေါ့လိမ့်လိမ့်မမလေးနဲ့အဲ့လိုမျိုးဟိုတဆွထိုးဆန်တဲ့အဲကောင်းလေးတယောက်ပေါ့အဲကိုစီကို patient နေနဲ့ရောက်လာတယ်ဆိုတော့ကိုကကူးဆိုက်ရတယ်အဲ့လိုပါသူ assessment လိုမျိုးလဲအဲ့လိုမျိုးလဲဖြစ်တယ် horror လဲနည်းနည်းပါတယ်ရင်တုံစိတ်လှုပ်ရှားဖွယ်ကောင်းသော movie တစ်ခုအဲ့အောင်မှာသူ romance လေးနဲ့ရောရတာပေါ့နော်အဲ့လို romance လေးနဲ့ရောတဲ့အခါမှာ ခဏတော့ challenging တွေအများကြီးရှိတယ်တော့ဟာလာ romance ဆိုလို့ရှိရင်အဲ့လိုမျိုးနုနုရွရွလေးတွေပြောရတာအဲ့လိုမျိုးဖြစ်ရတာမမပေါ့ကွယ်သိရမလားအဲ့လိုမောင်လေးကိုကူးဆရတာပေါ့အဲ့လိုမျိုးတွေမှာနည်းနည်းလေးတော့ခက်ခဲခက်ခဲကိုတော့ကခက်ခဲကိုကအမြဲတမ်းယောက်ျားနိုင်တဲ့အမျိုးသမီးဆိုတယ်အဲအဲ့လိုယောက်ျားအလိုလိုက်တော့မျိုးသမီးဆိုတော့ကိုကပြန်ပြီးတော့အဲ့လိုကိုပြန်ပြီးအလိုလိုက်ရတာလိုက်ရတဲ့အခါမှာလည်းလည်းလေးတော့အမ်တိတ်တော့အသားတော့မကြနိုင်ဦးမရဲ့ ဒါပေမဲ့ကြိုးတော့ကြိုးစားတာပါကိုကအလိုလိုက်ပဲခံထားရတာဆိုတော့လေကိုပြန်လိုလိုက်ရတဲ့အခါမှာနည်းနည်းလေးတော့ struggling ဖြစ်ပါတယ်အဲ့တော့ဆောင်းကိုက်ချင်စရာလေးဖြစ်အောင်ကြိုးစားထားပါတယ် a little ပေါ့မမမလေးမမဆိုတော့စိတ်တော့ရှည်ရတာပေါ့နော်ယူဆရတော့နော်ကိုကြီးပဲလိုလိုက်ခံနေရတော့လေဟိုအော်စိတ်မောင်လေးတွေတွေ့ရတာမလွယ်တော့ဘူးပေါ့အပြင်လောကမှာလည်းလေဒီမှာကို မောင်လေးနဲ့တွဲပြီးရရတဲ့အခါမျိုးကြီးကြောင့်အော်မောင်လေးကတော်တော်ဒရွတ်တိုက်ဆန်တာပဲပေါ့အရင်သိခံရတယ်နော်ပေါ့အဲ့လိုမျိုးနဲ့ပဲဟိုခန်းစားချက်တွေတေးသေးချာချာလေးတခြားတခြားမမနဲ့မောင်လေး couple စီကြည့်ပြီးတော့ကိုလည်းနည်းနည်းလေးမမဆန်ရတာပေါ့ပုံမှန်ဆိုအိမ်မှာကိုကကိုကိုကလေးလေးလုပ်နေရလေအဲ့လိုမြန်ကကိုကိုရင်ခွင်ထဲမှာပဲကိုကိုချက်ချွေးဟင်းလေးစားပြီးနေနေတဲ့အချိန်မှာကိုကအကုန်လုံးဆက်ဆက်ရပြန်လုပ်ပြရတဲ့အနေထားတော့ဖြစ်သွားတာပေါ့ရှင်းပြပါရယ်ကိုညံက ရိုမန်ဆိုလို့ရှင်လည်းကိုညာအရင် professional ဆန်းတယ်အဲ့လိုစင်းပေါ်လိုက်လာလို့ရှင်လည်း तू ကဘယ်အဲ့လိုမင်းသားနဲ့အခုဟနာရိုမန်စက္ကန့်ရရမယ်ဆိုကိုညာဘာလို့လဲ तू ဘာလို့နေရနော်ဟနာအတန်လို့နေရနော်အဝစားလို့နေအကြည့်အကြည့်လို့နေရနော် तू အဲ့လိုမျိုးဘေးကနေပြောခိုင်းလို့ခိုင်းလို့ပြီးတဲ့အမျိုးသားတယောက်ထဲမှာပါတယ်တကယ်တချို့ဟာဆိုဒရိုက်တာလွှတ်နေရင်တော့မှ तू ကအဲ့လိုမျိုးဘာလို့သေးရဟိုဟာထည့်ရမယ်ဒါလောက flow က flat ဖြစ်နေရအဲ့လိုမျိုးလေး तू တင်းတင်းချာချာလေး ဟိုဂျူးဆိုင်ပေးရဲ့မျိုးသားရထားတော့ဟနာအဲ့ဒါတော့အဲ့ဒါလေးရောကံကောင်းတယ်ကိုလှုပ်ချင်တဲ့အလုပ်ကိုစိတ်ဖြောင်းလှဖြောင်းနေလဲလုပ်ရတယ်ကိုကို support ပေးမဲ့မျိုးသားလည်းပေးမှာ stand by ရှိရဲဆိုတော့လေဒီလိုမျိုးဒီလိုမျိုးအမှုပညာလမ်းကြောင်းပေါ်မှာ acting နေရာမှာဝင်လာတဲ့အခါမှာဒီဟာတွေကအများကြီး supporting ဖြစ်တယ်လို့ခံစားရပါတယ်ဟောဟနာကိုကြည့်ရှုအပ်ပေးကြတဲ့အမားကြီးညီမကြီးနော်အကုန်လုံးဟနာကျေးဇူးများတင်ပါတယ်လို့အခုဒီ Fortune TV မှာလည်းဟနာဟနာရဲ့ငိမ့်တော်ရဲ့ကိုမဟဲရဲ့မပွင့်တဲ့ဒီမောင်ရဲ့မှာဟနာကိုစူးစမ်းတာရဲ့ ီ series တွေလည်းအခု9လပိုင်းတတိယပတ်ဆိုလို့ရှင်ထွက်တော်မယ်ဆိုတော့အားပေးကြပါဦးလို့ငါပြောချင်ပါတယ်ရှင်။